နင်းနိုင်တိုင်းလောင်လုံးမြို့နယ်မောင်းမကန်ကန်းကြီအနီးကကြေးရွာတွေကိုအစမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးပြီးလက်လက်ကြီးတွေနဲ့ပိတ်ခတ်နေတာကြောင့်ပင်လယ်ကမ်းဆက်ကကြေးရွာတွေကထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွရာကိုထွက်ပြေးနေရတယ်လို့ဒေသပြည်သူတွေနဲ့စစ်ရေးသတင်းမြစ်တွေကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။အော်တိုဘားလ၁၉ရက်နေ့မနေ့အစောပိုင်းကနေစတင်ပြီး ဒဝဲရင်းနဲ့စိတ်ကန်းဘက်ကအကြက်ဘက်စစ်သားတွေဟာငါးဖမ်းလေတွေကိုချော့ဆွဲကာလောင်လုံးမြို့နယ်မောင်းမကန်ကမ်းခြေနီးကကြေးရွာတွေကိုစစ်ကြောင်းထိုးငွေရောက်စီးနှင်းကြတာလည်းဖြစ်ပါတယ်။အဲ့ဒါအပြင်အဲ့ဒီစစ်ကြောင်းကအနီးအနားကကြေးရွာတွေကိုလက်လက်ကြီးတွေနဲ့ပစ်ခတ်လိုက်သလိုပင်လယ်ပြင်မှာရပ်ထားတဲ့စစ်သင်္ဘောတွေကလည်း ကျေးရွာတွေကိုလက်နဲ့ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေတာကြောင့်ကြောက်စင်ရွာနဲ့သဘော့စိတ်ရွာကပြည်သူတွေအပါအဝင်အနီးနားကကျေးရွာတွေကထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရတယ်လို့လည်းသိရပါတယ်ရှင်။ရေဖြူမြို့နယ်မှာရှိတဲ့ဒဝဲအထူးစစ်ပွဲရေးဆောင်အတွင်းဆင်ရနာရှင်တပ်နဲ့တော်လိုင်းတက်တို့ကြားတိုက်ပွဲဖြစ်ပြီးတဲ့နောက်ဆင်ရနာရှင်တပ်ကခမောင်းချောင်းနဲ့ဝက်ချောင်းကျေးရွာတွေကနေရင်တစ်ဆယ်ကျော်ကိုမိရှုဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။ အင်အား100နီးပါးရှိတဲ့ဆီယနာရှင်တက်ဟာအော်တိုဘားလ18ရက်နေ့ညနေပိုင်းမှာရေဖြူမြို့နယ်ဒေါလောက်ရွာဘက်ကနေခမောင်းချောင်းရွာဘက်ကိုရောက်ချင်းခမောင်းချောင်းနဲ့ဝက်ချောင်းရွာကြားမှာနှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့တာပါတိုက်ပွဲဖြစ်ပြီးတဲ့နောက်ဆီယနာရှင်တက်ဟာအော်တိုဘားလ18ရက်နေ့ညမှာခမောင်းချောင်းရွာကနေအိမ်ကိုဆောင်ကိုမိရှုဖြက်စီခဲ့ပြီးအော်တိုဘားလ20ရက်နေ့မှာလည်းခမောင်းချောင်းကျေးရွာနယ်တစ်ဆက်တည်းရှိတဲ့ဝက်ချောင်းရွာကနေအိမ်ခွနဲ့ဆောင်ကိုလည်းထပ်မံမိရှုဖြက်စီခဲ့တယ်လို့ဆိုပါရတယ်။ ဆီယနာရှင်တက်ဟာအခုလအတွင်းဒဝဲအထူးစီးပွားရေးဆောင်အတွင်းစစ်ရင်အားအမြောက်အများဖြစ်တင်ထားတာပါထိုင်းနိုင်ငံရဲ့ဒိုဝဲအထူးစီးပွားရေးဆောင်ရင်းနှီးစိတ်ကန်းကိုဖောက်လုပ်ထားတဲ့အဝေးပြေးလမ်းမကြီးကိုလည်းပြင်ဆင်နေတယ်လို့ဒေသခံတွေကပြောပါရယ်။ဒိုဝဲအထူးစီးပွားရေးဆောင်နဲ့ထိုင်းကိုဖောက်လုပ်ထားတဲ့လမ်းမကြီးကိုပြင်ဆင်နေချိန်မှာလည်းကုန်ကြောင်ရေချောင်းတို့ကနေစစ်ရင်အားတိုးချဲ့ချထားသလိုအခုပြင်ဆင်နေတဲ့လမ်းပိုင်းလမ်းတစ်လျှောက်မှာလည်းဆီယနာရှင်တပ်သားအင်အား900လောက်ချထားတယ်လို့စုံစမ်းသိရပါရယ်။ ဒါအပြင်ကံပေါက်ဒေတာမောရဝတီရေတပ်ဖက်ကနေလဲအင်အား၁၀၀လောက်ရှိတဲ့စစ်ကြောင်းတစ်ကြောင်းဟာအော်တိုဘားလဒုတိယဘက်ကဆောက်လို့ဒိုဝဲအထူးစည်းပွားရေးဆောင်ရဲ့အနောက်ဘက်ပင်လယ်ပြင်ကနေစစ်သင်းမောနဲ့တရားဝင်တရားထွက်သွားလာနေပြီးအဲ့ဒီစစ်ကြောင်းဟာအော်တိုဘားလ၂၀ရက်နေ့မှာလောင်းလုံးမြို့နယ်သဘောဆိတ်ကျေးရွာကိုရောက်လာလို့ဒေတာခန့်ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်ပလောင်မြို့အနီးတင်ကန်းတော်ရွာနဲ့တန်းရှင်းရွာဝန်းကျင်ကိုဆီယနာရှင်တပ်ကဒီကနေ့အောက်တိုဘာလ22ရက်နေ့မနေ့ပိုင်းမှာလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ ကြက်တိုက်လျင်နဲ့ဘုံနှလုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးဘာရီထိခိုက်ပျက်စီးသွားလဲဆိုတာကိုတော့မသိရသေးပါဘူး။တန်ရှင်းရွာနဲ့တင်ကန်းတော်ရွာဟာရွာချင်းကနေပြီးပလမြို့နဲ့၃မိုင်လောက်ကွာတာပါ။နောက်ထပ်ဘုံတလုံးကတော့ပလမြို့ကနေပလောမြို့ကိုသွားတဲ့ပြည်တော်စုလမ်းမကြီးဘေးမှာကြာရောက်ပတ်ကွဲပြီးလမ်းမီးတိုင်တချို့ပျက်စီးသွားတယ်လို့သိရပါဗျ။အော်တိုဘလာ16ရက်နေ့ကလည်းတန်ရှင်ရွာကိုဆီယန္နာရှင်တက်ကဂျက်တိုက်လေရင်နဲ့ဘုံနှလုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့17ရက်နေ့နဲ့လည်းပြစ်ခတ်ခဲ့ပါသေးတယ်။ တချိန်တည်းမှာပဲဒီကနေ့မနက်ပိုင်းကထိုင်းမြန်မာနယ်စပ်ကုန်းသွယ်ရေးလမ်းမှာရှိတဲ့တနင်္သာရီမြို့နယ်တင်ခွန်ရဝချင်းကိုလည်းဆီယနာရှင်တပ်ကပုံချဲတိုက်ခိုက်ခဲ့ပါသေးတယ်။အဲ့ဒီအခြေအနေကိုတော့စုံစမ်းနေဆဲရှိသေးတဲ့အတွက်အသေးစိတ်မသိရသေးပါဘူး။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဆီယနာရှင်တပ်စစ်ကြောင်းထိုးလာတာကြောင့်တနင်္သာရီမြို့နယ်မှာရှိတဲ့ကျေးရွာ900ကပြည်သူတွေတိမ်းရှောင်နေကြရပါတယ်။ အင်အား30လောက်ရှိတဲ့ဆင်အနာရှင်တပ်ကအောက်တိုဘာလ20ရက်နေ့မနေ့ပိုင်းမှာတနင်္သာရီမြို့နယ်ဇဝဲကြီးရွာကနေတဆင့်ဖာနီရွာကိုစစ်ကြောင်းထိုးလာခဲ့တာပါ။အဲဒီလိုစစ်ကြောင်းထိုးလာလို့ဖာနီကြီးရွာနဲ့အနီးဝန်းကျင်မှာရှိတဲ့ရေခမ်းချောင်းရွာ၊လေးမရွာအပါအဝင် ကြီးရွာ900ကပြည်သူတွေထပ်ပြေးတိမ်းရှောင်နေကြရပါတယ်။ဆင်အနာရှင်တပ်ကဇဝဲရွာလမ်းဆုံးစစ်စေးရေးဂိတ်ကိုတွာလာခွင့်ပိတ်ပြီးစစ်ကြောင်းထိုးလာတာလို့ဒေသခံတွေကပြောပါတယ်။ အော်တိုဘာလ16ရက်နေ့ကလည်းဗန်လောရွာကိုဆီယန်နာရှင်တက်ကစစ်ကြောင်းထိုးလာတယ်လို့သတင်းထွက်ခဲ့တာကြောင့်ရွာသားတွေတင်းရှောင်နေကြရပါတယ်။